မေဆွေမြတ်ကျမတော်မူကြပါစေခင်ဗျာအပတ်စဉ်တင်ဆက်နေတဲ့အစိုးရရုပ်ရှင်သရုပ်ဆောင်စိုင်းဆရာသူ့မောင်ရဲ့အကျွေးဆိုတဲ့ဝတ္ထုအခန်းလေးကိုတင်ပြပါအောင်မယ် ညောင်ပြူရွာသည်အောင်ပလာတို့ရွာနှင့်ခီးနီးလာသည်မဟုတ်ချေတခြား district မြို့ကြီးအပိုင်းနယ်မြေထဲမှာဖြစ်သည်တို့ရရင် အောင်ပလာတို့ district နှင့်နယ်ကြားလိုနေရာမျိုးမှာဖြစ်သောကြောင့်အလွန်ဝေးလာသည်လဲမဆိုသာချေချီလင်းသွားလျင် နာနာနေနေ၄ရက်လောက်ကြာသည် နွားလဲဖြင့်သွားလျင်၂ရက်စာလောက်ခရီးဝေးသည် အောင်ပလာသည်ရွာမှထွက်လာကားစားကမူချီလင်းဖြစ်၏ ခီးအတန်ပေါက်လာတော့အခါတခြားရွာက နွားလဲခီးကြုံသဖြင့်လိုက်ခဲ့ရပြန်သည်ပိုးပီကန်ကောင်းကျင်တော့တခြားသောနောက်ထပ်ရွာတရွာအရောက်တွင်တငယ်ချင်းတယောက်နှင့်တွေ့လေသည်ထိုတငယ်ချင်းတို့မိသားစုသည်တောမြင့်ရိုက်များကိုဖမ်းဆီးပြီးရင်ပါအောင်ပြုပြင်ထိမ့်သိမ့်၍မြို့ကြီးများစီသို့လဲဆွဲမြင်းများအဖြစ်ပြန်လဲရောင်းချကြသည် ထိုတငယ်ချင်း၏အကူအညီဖြင့် ရင်ကျေးခါစားဖြစ်နေသောမြင်းပူလေးတကောင်ကိုငားရန်ရရှိခဲ့သည်။အုံပလာတို့ဒေသသည်မြင်းပေါ်များသောဒေသဖြစ်သဖြင့်ထိုဒေသသားတို့သည်မြင်းနှင့်ပတ်သက်၍ကြွမ်းကြသည်။အုံပလာလည်းမြင်းကောင်းစွာစီးတတ်သည်။ထိုမြင်းပူကလေးဖြင့်ညောင်ပြူရွာတို့အုံပလာလင်းလင်းမြန်မြန်ခရီးဆက်နိုင်ခဲ့လေသည်။ဒီရွာကဂျပန်စကပြန်အလုပ်လုပ်တဲ့ဥပဒေနေတာဘယ်ရင်ပါလဲခင်ဗျာ။ မြမကြေးရွာများဓလိထုံးစံအတိုင်းလူစိမ်းတယောက်ဝင်းလာရင်ချက်ချင်းသိနိုင်တတ်ကြသဖြင့်မြင်းပုကလေးဖြင့်ရောင်ချာချာရောက်ရှိလာသော အောင်ပလကိုညောင်ပြူရွာသားများကဝိုင်းဝန်းအကဲခတ်နေကြသည်ဖခင်ဤစိတ်ဖြင့်သွေးဆူလာခဲ့သော အောင်ပလသည်ညောင်ပြူရွာသားတူအားအကြောက်အလန့်ကင်းမဲ့စွာအထက်ပါတိုင်းမေးလိုက်ခြင်းဖြစ်သည်ဘာကိစ္စရှိလို့လဲကွယ်သူ့ကိုကျွန်တော်ကကျွေးဆက်เสียရှိလို့ပါ အောင်ဘလကထင်းငော်စွာ ပြောလိုက်တော့လေရွာသားလူငယ်နှစ်ယောက် သုံးယောက်ကဟက်ကနေရီလိုက်ကြသည်အပြောအဆိုရဲဟန်တူသောရွာသားတစ်ယောက်ကကြားသားမိုးကြိုးကွာ တပြားကိုနှစ်ပြားမှတ်ပြီးခွားနေတဲ့ဥပဒင်လိုလူမျိုးပါများတရွာသားကိုငွေချီးရတယ်လို့ထရေမူလာဟန်တူသောသို့တော်အမျောအမြင်ရှိပုံရသောရွာသားကြီးတူကမူအောင်ဘလကို နားမလဲစွာကြည်လိုက်ပြီးတကယ်ပဲအကျွေးဆက်เสียရှိသလားတကယ်ပါဗျာအေးမောင်ကြီးစကားကြားရတာဟိုတလောစီကဂျပန်တွေတို့မြန်မာနိုင်ငံကြီးကိုလွတ်လပ်ရေးအတူကြီးပေးတယ်လို့ပဲမယုံနိုင်เสียကွာတခြားရွာသားတူကဒါပေါ့ဗျဥပဒေကဂျပန်နဲ့ပေါင်းနေတာပဲဂျပန်လိုပဲကြင်ကြံမှာပေါ့အဖိုးအိုတူက ကွယ်စကားလည်းကြည်ပြောကြပါအောင်ဘာတင်ကြားသွားလို့ဂျပန်လည်းအအပ်ခန်းနေရပါအောင်မယ်အောင်ဗလာစိတ်မရှိနိုင်တော့ကြီးကဲကဲဥပါရင်အိမ်ကိုသာကျွန်တော်ကိုပြပါဗျာဒီရွာလန်းအတိုင်းတဲ့တဲ့တာသွားရွာဟိုဘက်ထိတ်ရောက်ရင်စမ်းချောင်းကလေးတစ်ခုတွေ့လိမ့်မယ်စမ်းချောင်းကလေးရဲရဲတာဖြတ်သွားရဲကဒူးလောက်ပဲရှိပါတယ်အဲ့ဒီစမ်းချောင်းလွန်တာနဲ့ကုန်းမြင့်ကြီးပေါ်မှာရှိတဲ့အိမ်ဟာသူ့အိမ်ပဲ စမ်းညောင်းဟိုဘက်ထိတ်မှာအင်းဆိုလို့သူတလုံးမဲ့ရှိတာကျေးဇူးပါဘာရဲ့မြင်းဆက်ကျိုးကိုဆက်ကနေဆွဲလိုက်သည်မြင်းချေလန်းဆယ်လမ်းမြာရောက်တော့ခါစောစောကလူအုပ်စီမှာအတန်တန်ကိုကြားလိုက်ရသည်ခုချိန်ဆိုအိမ်မှာရှိကြမှာရှိမယ်ဟဲ့ဒီကောင်ကြီးထရောရောက်နေရောပေါ့စောစောကထရေသမားကြီးအတန်မင်းဖြစ်လိမ့်မည်သူတို့ညွန်လိုက်သည့်အတိုင်းပင်ချောင်းတစ်ဖက်ကန်း ကုန်းမြင်လေးပေါ်၌ဒဏီမိုးပြင်အောင်ကတတ်ရက်သောအင်္ဂလိပ်တလုံးစီသို့အောင်ပလရောက်လာခဲ့သည်။ခြံဝင်းအတွင်းသို့ဝင်းလာသောအခါအင်္ဂလိပ်သည်တကားအလုံးပိတ်တိတ်ဆိတ်နေသည်ကိုတွေ့ရလေ၏။အိမ်နောက်ဖေးဘက်စီမှထင်းခွဲတံလိုလိုကြားရသဖြင့်ရောက်သွားမိသည်။ခြံစည်းရိုးတိုင်များစိုက်ထူနေသော လူနှစ်ယောက်သုံးယောက်ကိုတွေ့ရသည်။အောင်ပလမြင်းပေါ်ကမဆင်းမဲမေး၏။ ဥပဒေဆိုတာဘယ်သူပါလဲဗျာဘာကိစ္စရှိလို့လဲကွာကျွေးမိကိစ္စလေးပါဘာတုံးမင်းကကျွေးတောင်းရအောင်လာတာလားကျွန်တော်ကဆက်မှာဝလုံးကွဲမြဝိုင်း၍ရီလိုက်ကြသည်ကျွန်တော်တကယ်ပြောနေတာပါဗျာအေးဒါဆိုရင်ထရော့လိုက်သွားထရော့ကဘယ်မှာလဲဗျဟိုးတဲ့တဲ့မှာမြင်းနေရတဲ့ထပင်အုပ်ဟာထရော့ပဲ လက်ထွက်လာခဲ့လေသည်နှောင်းနှားစီမှအတန်တန်ကြားလိုက်ရပြန်သည်ကျွေးလာဆက်တာတဲ့ကြောင်တောင်တောင်နဲ့ပါကွာအဆွေသမားများအဖို့လွမ်းမောပွဲကောင်းသောအချစ်သမားများအဖို့မွေလျော်ပွဲကောင်းသောအဲထရေသမားများအဖို့ပျော်ရွှင်ကြည်နူးကခုံပွဲကောင်းသောတဘာဝအလျောက်ဖြစ်ပေါ်နေသောထတော်ကြီးသည် အောင်ဗလာအဖို့ရမူကာတွန်းဇလန်းများတွေကခြောက်ချားပွေရာအိမ်ကြီးစီသူ ရောက်လာရသောတရေကောင်းလေးတယောက်ကဲ့သို့ဖြစ်နေလေသည်။ မြင်းမပူပူကလေးကိုထပင်များအကြာကြွေကပတ်ကမောင်းနေရင်လူစု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 ရှိနေတော့ထလက်ကထလက်မိုးတဲကလေးနှလုံးသုံးလုံးရှိနေသောမျက်ခင်းလွင်ပြင်ညင်ညာသောတဏှာသို့အောင်ပလရောက်ရှိလာခဲ့သည်။နီးရထပင်တပင်ရင်း၌သူ့မြင်းကလေးကိုချီထားခဲ့သည်။ပထမဆုံးထတဲ့အနီးသို့ချင်းကပ်သွားသည်။အထက်စီမှမူရဲ့အော်ဟစ်စူညံနေသံများကိုကြားလိုက်ရသဖြင့် နည်းနည်းတော့စိတ်ပြက်နေသည်တို့ရရင်ကိုကိစ္စနဲ့ကိုမှုအရေးကိုကထတဲ့အတွင်းသို့ဝင်လိုက်သည်စူးစူးညံ့ညံ့အတန်များမူးရစ်ဝေတီနေသောမျက်နာများကြောင့်ဘသူကိုဘယ်လိုစရမှန်းမသိဖြစ်နေလေသည်ဟေးချက်တိတ်ချမလို့လားကွာဟိုမှာအုံမုတ်ခွက်နဲ့ထဘူးသွားယူဆိုင်ရှင်နဲ့တူသောလူကြီးကပြောလိုက်သည် ကျွန်တော်ထရေတောက်ဖို့လာတာမဟုတ်ပါဘူးထရေမတောက်ဖဲနဲ့ထရောဘာကြောင့်လာတာလဲကွဥပါဒင်းဆိုတဲ့လူနဲ့တွေ့ကြလို့ပါဆိုင်ရှင်နဲ့တူဟန်သူတော်လူကြီးနဲ့အောင်ပလာတို့ဤကျဲလောင်သောစကားအံများကြောင့်တဆိုင်လုံးရှဲကနေငြိမ်သက်သွားပြီးအောင်ပလာကိုဝိုင်းဝန်းအာယုံစိုက်လိုက်ကြသည်ကံကောင်းထောက်မှခြင်း၍လာတော့မသိထရေအမှုလွန်ပြီ ရင်ထိုးနေသောအသက်40ကျော်ခန့်အရွယ်ရင်အုပ်ကျဲကျဲအယက်မြင့်မြင့်မေယူကာကာအသားညိုညှင့်ညှင့်နဲ့လူကြီးတယောက်သည်အောင်ဗလာဤနဘေးဝါကျမ်းပင်ပေါ်တွင် ထရေငုံတောက်နေရမှဆက်ကနေခေါင်းထောင်လာပြီးအောင်ဗလာကိုစူးစူးရဲရဲကြည့်လိုက်သည်ထိုးလူကြီးကဟေ့တငယ်ဘာကိစ္စရှိလို့လဲကွာမူးတံအော်အော်ကြီးဖြင့်မေးလိုက်သည်ဒီရွာရောက်တော့မှဘာကိစ္စရှိလို့လဲကြီး ခဏခဏအမေးခံနေရသည့်အတွက်အောင်မလစိတ်တူလာသည်ကျွန်တော်ကိစ္စနဲ့ကျွန်တော်ဗျာဥပဒေဘယ်မှာရှိတယ်လဲဒါပြောပါဒါပဲလောင်ပြောင်တရေအပ်သောခုခုခိခိရည်ချင်းမျိုးဖြင့်ထိုလူကြီးသည်မထေတထေလှုပ်လိုက်သည်မဟုတ်သေးဘူးလေကွာ မဟုတ်ရင်မပြောနဲ့ဗျာဆိုင်တွင်းမှခြာကနေလှည့်ထွက်လိုက်သည်တို့ရရင်သူ၏လက်တစ်ဖက်ကို တစုံတစ်ယောက်က ဆွဲဖမ်းလိုက်သဖြင့်တုံငနေရက်ကဆိုင်အတွင်းဘက်သို့ပြန်၍မျက်နာမူလိုက်ရသည်ဟမ်စိုးစိုးကလူကြီးပါလားအောင်ဗလာစိုက်ကြည့်ပြီးမျက်နှချင်းဆိုင်လိုက်သည်မဟုတ်ပါဘူးကွအေးအေးဟုတ်ပါတယ်ကွငါဘာထင်ပါဟမ်ခမရဥပဒင်အေးပါကွဘာကိစ္စရှိလို့လဲမင်းဒီရွာမဟုတ်ဘူးနဲ့တူပါတယ်ကျွန်တော်ဟိုဘက်ဒီစထရစ်က တာယာကုန်းရွာကပါအဝေးကြီးပဲကွာဘာကိစ္စလဲကျွေးမိကိစ္စပါငါ့မှာကျွေးမိကိစ္စမရှိပါဘူးကွာရှိပါတယ်ဟေးဘာများလဲဥပဒေသည်ထရေအမှုသမားအဖြစ်၎င်းလူကြီးတယောက်ဖြစ်နေ၍၎င်းဂျပန်အလိုတော်ကြီးလူမိုက်ကြီးတယောက်ဖြစ်နေ၍၎င်းဥပဒေကိုပြောရန်စကားအစ အောင်ဗလာရှာမရဖြစ်နေသည်ဟုတ်ပါတယ်ဦးကြွေးမိကိစ္စပါရှင်းရှင်းပြောစမ်းပါကွာဘာကြွေးလဲတနတ်ကြွေးပါဥပါရင်ရီမောတန်ဒီထတော်တစ်ခုလုံးဟိမ့်သွားစေသည်ဟုတ်ပါတယ်ဦးတနတ်ကြွေးပါငါမှတနတ်နဲ့ပတ်သက်လို့ကြွေးမရှိပါဘူးခြားတည့်ရဲ့ရှိပါတယ်ဗျ ဘယ်တော့ကလဲကွစိုးစမ်းမအောင်လွန်ခဲ့တဲ့၄ရက်တုန်းကပါဟေးညနေစောင်းမှာပါဘာရဲကွထိုးချင်းတွင်ထရေဝိုင်းအတွင်းမှာရှိသောထန်းသမားအများစုသည် ဥပါရင်နှင့်အောင်ပလတို့အချီအချပြောဆိုနေကြသည်ကိုဝိုင်းနာဆွင့်နေကြလေသည်ကျွန်တော်ဟာဥအောင်ပါညိုရဲ့သားပါဘယ်ကဥအောင်ပါညိုလဲကွ စောစောကပြောတဲ့ဟိုဘက် district တာယာကုန်းရွာကဥအောင်ပါညိုပါငါသူ့ကိုမသိပါလားကွတတ်တဲ့လူကမသိပေမဲ့အသက်ခံရတဲ့သူ့ရဲ့သားကသိနိုင်တာပေါ့ဗျာဘာရဲကွခမားจုတ်အဖေကိုလွန်ခဲ့တဲ့၄ရက်လောက်က ရွာလေကောင်းမှာတတ်သွားတယ်ငါလဲမမတ်မိတော့ပါဘူးခြာတက်ရအောင်မလာဒီ ခါးကိုတင်းတင်းထောက်၍ဥပါရင်နှင့်မျက်နှချင်းဆိုင်လိုက်သည်မသိလို့ရမလားဗျလူနှစ်ယောက်ကိုရွာလေကောင်မှာရက်ရက်ဆက်ဆက်ပြစ်တတ်သွားတာလေးရက်ပဲရှိသေးတယ်ဘာကြောင့်မသိရမှာလဲဥပါရင်ဤဟိမ့်ဟိမ့်ထနေသောရည်တန်ကြီးသည်တိုက်တာအဆောက်အုံ တွင်မှမဟုတ်ပါပဲလျက်တဲငယ်ကလေးအတွင်းဝယ်ပဲ့တင်ထတ်သွား၏ပဲလို့လုံတိမှလဲခြားတိတ်ရ ငါစတားတွေကိုဆန့်ကျင်တဲ့လူမှန်သမျှငါတက်လာတာမနေတော့ဘူးမင်းပြောတဲ့၄ရက်ဆိုတဲ့အတွင်းပဲငါလူ40 50လောက်တက်လာခဲ့ပြီကွဒါပေမဲ့ဗျာနာမည်နဲ့တကွာစရင်မှတ်ပြီးလိုက်တက်နေတဲ့ခမည်းလိုလူတယောက်ကလွန်ခဲ့တဲ့၄ရက်လောက်ကမှအသက်ခံခဲ့ရတဲ့ဥအောင်ဘညိုဆိုတာကိုမသိလို့ဖြစ်ပါမလားဟာကောင်ရဲ့ ဒီနယ်တဝိုက်မှာအောင်ပညိုဆိုတဲ့တော်လိုင်းရင်သမားတယောက်ရှိတယ်သတင်းကြားကလေးကငါတက်လာတာအောင်ပညိုပေါင်း၄၅၆ယောက်ရှိပြီကွာငါလည်းမမှတ်မိတော့ဘူးအောင်ပလာဒီမှတ်တက်ရက်နေရမှာဒိုင်းငနေခုံကြွမတက်ဖြစ်သွားရလေသည်သူတို့ဒီသူတို့ရက်တီနိုင်ရေးအတွက် ထင်ကြီးနေလဲအပြစ်မဲ့သူတို့ကို တတ်တတ်ကြပါကလားတကယ်တော့အောင်ပလာဖခင်ဥအောင်ပညိုသည် ဂျပန်တော်လှန်ရေးသမားမှန်ပါ၏သို့သော အောင်ပါညိုသတင်းကြားသည့်နှင့် အောင်ပါညိုမှန်သမျှလိုက်သက်ရကြသည် သူ့ဖေမှာအပြစ်ရှိသည်မို့အဲဂျပန်များဘက်ကကြည့်ရင် အပြစ်ရှိသည်မို့ဂျပန်အသက်ခံရသည်မှာမထောင်းတာလားသို့သော အခြားသောဥအောင်ပါညိုကိုအောင်ပါညိုမောင်အောင်ပါညိုများအတွေ့အောင်ပလစိတ်မကောင်းဖြစ်ရသည်ထို့ချိန်တွင်ဥပဒေသည် အောင်ဗလာထံမှမျက်နာလွှဲပြီးတောက်လက်စထရီကိုငုံတောက်နေပြန်လေသည်အောင်ဗလာသည် ဥပါရင်ဤပခုံးကိုတကြိမ်တစ်ခါမှမပြုတ်ဘူးသောကံကြီးထိုက်မြစ်အပြုတ်အမူမျိုးဖြင့်ဆက်ခနဲဆွဲလိုက်သည်ဥပါရင်သည် နားလေစွာလဲကြည့်လိုက်သည်တစ်ဆက်ထဲမှပင်ဒေါသအမျက်ချောင်းချောင်းထွက်သွားလေသည်ဟဲ့ကောဘာလောက်တာတော့အဲ့ဒီအတွက်ကျုပ်ခမည်းကိုအကျွေးဆက်ဖို့လာခဲ့တာ နဘေးမှာလူများငေးကြည့်နေစင်မှာပင် ဥပဒင်ဤလက်သီးသည် အောင်ဗလာဤမေးပြားစီတို့ဖြက်ကနေလျင်မြန်စွာကြက်ရောက်လာပြီးအောင်ဗလာလွင့်ထွက်ကပက်လက်လန်လဲကျသွားလေသည်ဖြာကနေထွက်လာသောကြယ်များအကြားမှာလူလဲထနေခြင်းတွင် ဥပဒင်သည်တောက်လက်စထရေခွက်ကိုအေးဆေးစွာဆက်တောက်လိုက်သည်နီယာထလက်ကလထိုင်တလုံးကိုဆွဲမြောက်၍အောင်ဗလပြေးလာသည်သို့သော ဥပဒေသည်ထရေတောက်လျက်မပြတ်ပါဘဲအောင်ပလာ၏စီးဆက်စီသို့ခြေဖြင့်လှမ်းခတ်လိုက်သည်အောင်ပလာသည်ကွေးကောက်လိန်တွန့်၍မြေကြီးပေါ်တဖန်မှောက်လျက်လဲပြန်သည်ဥပဒေကအတော့မပြတ်အောင်ပလာကုန်းထလာပြန်သည်ဇွဲကောင်းသော အောင်ပလာ၏နှထင်နှင့်နဘေးတို့ကိုဥပဒေ၏တပည့်များက ဝိုင်းကန်ကြပြန်သည်အောင်ပလာကကြံသမျှအားနှင့် ကုန်းထပြန်သည်ထိုချင်းရောင်မြင်သောအခါဥပဒေမနေနိုင်တော့ကြည်ထိုင်ရာမှရိုင်းကွကွထလာသည်တော်ကြတော့ကွဥပဒေသည် အောင်ပလိုက်မျက်နာသို့ရေတစ်ခွက်ဖြင့်ပက်ကနေပက်လိုက်သည်အောင်ပလမျက်လုံးပွင့်လာသည်ကဲခြတ်တိတ်မင်းအဖေဖြစ်ဖြစ်ဘသူ ဖြစ်ဖြစ်ကွာအဲ့ဒီစောစောကမင်းပြောတယ်ဘသူအောင်ချင်းညို့ ူစကားမဆုံးခင်အောင်ဗလာကဖြတ်ပြောလိုက်သည်အောင်ဗညိုပါဗျဥအောင်ဗညိုကျုပ်ဖေးထားပါကွာအဲ့ဒီအတွက်မင်းကဘာလုပ်ချင်လဲကျွေးဆက်ချင်တယ်ကျွေးဆက်အောင်ငါပိုက်ဆံမှမချိဘူးပဲပိုက်ဆံကျွေးမဟုတ်ဘူးကြီးစံကျွေးဘာရဲကွာအောင်ဗလာအလေးအနက်စဉ်းစားလိုက်သည်ဒီအချိန်ဒီသူ့ဘဝအတွက်အရေးကြီးသည် စကားကိုစင်စင်ချင်းချင်းပြောရမည်ဟုတ်တယ်ကျုပ်အဖေကိုတတ်တဲ့အတွက်ခမည်းကိုပြန်တတ်ချင်တယ်မင်းအဖေကဂျပန်ဆန်းကြီးသမားကွာခမည်းကလည်းဂျပန်အလိုတော်ကြီးမဟုတ်ဘူးလားဥပဒင်သည်အောင်ဗလာဤခေါင်းကိုခွေးငယ်လေးတစ်ကောင်ကဲ့သို့ပုတ်တတ်လိုက်သည်ဘာလဲကွာမင်းလည်းဂျပန်ဆန်းကြီးသမားပဲလားမသိဘူးမသိဘူးကျုပ်သိတာကျုပ်အဖေအတွက် ခမည်းကိုတတ်ချင်တယ်ဒါပဲဥပဒင်းသည်ဟဲ့ဟဲ့ပက်ပက်ရီမောလိုက်သည်သူခါရင်ချိတ်ထားသော6လုံးပြူတနတ်ကို ထုတ်၍အောင်ပလလက်ထဲသို့ထည့်ပေးလိုက်သည်ထိုချင်းရောင်အမြင်သည်ဖြင့်အသည့်အနေအထားပြူကအောင်ပလကိုတနတ်ကိုစီဖြင့် ဝိုင်းချိန်လိုက်သော သူတပည့်များကိုပင် ဥပဒင်းကလက်ကာတားဆီးလိုက်သည်ဥပဒင်း၏တတ္တိကိုအောင်ပလ ထမဦးဆုံးအကြိမ်အဖြစ်လန့်ဖြန့်သွားမိလေသည်တနက်ကင်မိကမှဘယ်လိုအတုံးချရမှန်းအောင်ဗလားမသိပါဘူး ဝိုင်ဝန်ဟားတိုက်ရီမောလိုက်တံများကြမှအောင်ပလကုံယုံထသည်တို့ရရင်ရီမောဟားတိုက်နေသူများအံ့ဩစေလောက်သည့်စကားကိုအောင်ပလပါဇက်ကပြောပြစ်သွားသည်ဒီမှာဥပဒေလူတယောက်ကိုကြိုးနဲ့တုတ်ပြီးမှဒုံနဲ့ရိုက်တဲ့အလုပ်ကိုကျုပ်ဘယ်တော့မှမလုပ်ဘူးယော့အောင်ပလသည်ဥပဒေဤတနတ်ကိုဥပဒေထံသို့ပြစ်ပေးလိုက်သည် ခမားဟာတကယ်တတ်တိရှိတဲ့လူတယောက်ဆိုရင်ဟောဟိုထတော်ထဲမှာခမားနဲ့ကျုပ်ကြည်စံတတောင်းကြီးရှင်ပစ်ကြမယ်ကျုပ်ကိုတနတ်တက်လက်ပေးကလင်ကကြစ်မကြကြီးပေါ့ဗျာဟုတ်လားဥပဒေတွေ့ဝေသွားသည်သူတွေ့ဝေသွားခြင်းသည်ကြောက်လန့်တကြဖြစ်သွားခြင်းတော့မဟုတ်ချတဲ့ဤတတ်တိကိုလူမိုက်ကြီးပီပီသဘောကျသွားခြင်းသာဖြစ်သည်ဖြစ်ပါမလားမောင်ရဒါခမားလုံးမဟုတ်ဘူး ခမည်းတတ်တည်ရှိရင်ကျုပ်စိန်ခေါ်တာလက်ခံမှုပဲဥပဒင်သည်သူတနတ်ကိုမိုးပေါ်ထောင်၍တစ်ချက်ဖောက်လိုက်သည်တွေ့တယ်မဟုတ်လားကြည်စံအစ်စ်ပါကငါကလေးမကြပါဘူးယော့နောက်ထပ်ငါးတောင်ချန်သေးတယ်အောင်ဗလာထန်သူတနတ်ကိုပြစ်ပေးလိုက်သည်များများမလိုပါဘူးဗျာတထောင်နေပါကျန်တဲ့၄တောင်ပြန်ထုတ်လိုက်ပါဦးဥပဒင်ကကြည်စံ၄တောင်ကိုပြန်ထုတ်ရင် อืมဒီချာတိတ်တော့တနက်ကြည်စံဘယ်လိုထုတ်ရမှန်းတောင်မသိပါကလားဟုတွေးမိသည်အံ့ဩတွေးဝေနေကြသောထန်းသမားများအမှုသမားများ ဥပရင်ဤတပည့်များမျက်စိရှိမောက်တွင်အယုတ်ကလေးတယုတ်ကိုကစားနေဟန်တူသောဥပရင်နှင့်အန်ဒီရဲ့ကြီးတစ်ခုကိုရင်ဆိုင်နေဟန်တူသော အောင်ပလာတို့ဆလေးငားလန်းစာများမျက်နှချင်းဆိုင်တနက်ကိုစီကင်၍ရက်နေကြသည်ကိုမြင်ရလေသည် ဒိုင်းကနေမြည်လိုက်သောတနတ်တန်နှင့်အတူအောင်ပလနဘေးတထွာသာသာလောက်တွင်ရှိသောထရေမြူအိုးကလေးမှလန့်ဖြန့်ကွဲကြေသွားသည်ဥပဒေဤဟာတိုက်ရီမောတန်နှင့်အတူနဘေးမှပြိတ်သက်ဤလောင်ပြောင်တန်များကို အောင်ပလကြားလိုက်ရသည်ဥပဒေကဆ၍ပညာပြတနတ်တစ်ချက်ပြစ်လိုက်မိလေသည်ငွေပေါက်ဆကလေးနှင့်ကစားပြစ်တဲ့ကဲ့သို့အဖြစ်ရောက်သွားမှန်း ဥပဒေမသိချာကြီးဘဲကြောင့်ဆိုတော့ပညာပေးလို့တော့ကြီးစေလို့တော့သဘောဖြင့်ပြစ်လိုက်သည့်အမားကိုဉာဏ်ရည်ထက်မြက်စအောင်ပလကောင်းစွာအသုံးချလိုက်သောကြောင့်ဖြစ်လေသည်အောင်ပလသည်သူ့လက်ထဲမှတနတ်ကို ဥပဒေထံသို့ပြစ်ပေးလိုက်သည်ဒီမှာဥပဒေခမည်းကြီးကတကယ်တတ်တိကောင်းလူကြီးပီတာတယ်ဂတိတည်တယ်ဆိုရင် ခမည်းအပေါ်မှာကြုတ်ကြည်စံတတောင်းအကျွေးရှိတယ်ဆိုတာလက်ခံရလိမ့်မယ်။ပတ်ဝန်းကျင်ငြိမ်သက်သွားသည်။သို့သောဥပါရင်ကဟာတမပြတ်သောသူ့ဝတိအတိုင်းတတိဂရိတီစွာ ပြန်ပြောလိုက်တန်သည်။ထရောတစ်ခုလုံးဟိန်ထသွားလေသည်။အေပေါကွာငါဂရိတီပါလေ။မင်းအဆင်ပြေတဲ့အခါအချိန်မရွေးငါစီလာပြီးကြည်စံကျွေးဆက်နိုင်ပါလေ။ဒါပေမဲ့တတောင်းမယ်နော်။ ငါမရှိရင်လည်းမင်းလာမယ်နေ့ကိုငါတပည့်တွေစီကြိုတင်အကြောင်းကြားထားလာစောင့်နေမယ်။အောင်မလသူမြင်းရှိရသူ ပြန်လှည့်လာခဲ့သည်။ဥပါရင်ဤရီမောဟားတိုက်တန်နှင့်အတူအောင်မလနောက်ကျောစီသူစကားတခွန်းကပ်ပါလာသည်။ဟေးချတိတနက်ကိုဗျောင်းပြန်မကင်မိအောင်လဲစူးစားထားအောင်တော်တော်ကြာဂျပန်တော်လန်ရေးသမားမဟုတ်ဖဲနဲ့ကိုကိုကို တတ်သေးတယ်လို့ဖြစ်နေဦးမယ်မြည်တို့ပင်ရှိစီအောင်ဗလာအဖို့ရာကဒီကနေ့အောင်ပွဲဒါကတော့ဆရာသူမောင်ရေးသားခဲ့တဲ့အကျွေးဆိုတဲ့ဝတ္ထုရဲ့အခန်းလေးကိုတင်ပြခဲ့တာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကြံရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်ပြီးတော့စောင့်မျှော်အားပေးနားဆင်တော်မူကြပါဦးခင်ဗျာ